ဖုန်းပူတဲ့ပြဿနာကို9မိနစ်အတွင်းဖေရှင်းနေတင်ပေးမယ်။တင်ဖုန်းပူတဲ့ဆိုရင်ဒီဆက်တင်နှစ်ခုကိုလွှတ်လိုက်ပါ။ဒီဆက်တင်နှစ်ခုကိုလွှတ်ရတာနဲ့တင်ဖုန်းဘတော်မှလည်းပူမှာမဟုတ်ပါဘူး။ကဲအချိန်မဆွဲဘဲနဲ့ဒီဗီဒီယိုကိုစလိုက်ရအောင်။ application တွေကသူ့ကိုယ်တိုင်ပဲ update ဖြစ်ရင်လည်းဖုန်းအရန်ပူတဲ့ဖုန်းလည်း hang ဖြစ်တဲ့အဲအကြောင်းဒီ auto update ဆိုတဲ့ setting ကိုပိတ်ရမှာဖြစ်ပါတယ်။ okay ဒီ setting ကိုပိတ်ဖို့အတွက် play store ထက်ကိုဝင်မယ်။ play store ထက်ကိုဝင်ပြီး profile ကိုနှိပ်မယ်။ ဒီမှာ setting ကိုနေမှာဒီမှာ network platform ကိုနေမှာ auto update ကိုနေမှာဒီမှာ update all app over wifi or mobile data เนาะဒီကောင်ဆိုရင်သူကိုယ်တိုင်ပဲ update ဖြစ်မှာနောက်တစ်ခုက phone ဘီနဲ့ဒါမဟုတ် wifi နဲ့လည်း update ဖြစ်မှာဒီလိုဖြစ်ရင် internet data ကုန်ပါတယ်เนาะအဲအကြောင်းဒီကောင်ကိုပြောင်းရမှာဖြစ်ပါတယ်ဒီကောင်အကြောင်းပဲတင်ဖုန်းပူတာတင်ဖုန်း hang ဖြစ်တာဖြစ်ပါတယ်ဒီကောင်ကို don't auto update နေရာကိုပြောင်းလိုက်ပါ okay ဒါက number 1 setting ဖြစ်သွားပါပြီ အခုကျွန်တော်နံပါတ်2 setting ကိုလည်းပြောပြမယ်နံပါတ်2 setting ကိုလုပ်ဖို့အတွက် setting ထက်ကိုဝင်ရမှာဖြစ်ပါတယ် setting ထက်ကိုဝင်လိုက်ပါ site ထက်ကိုဝင်ပြီးရင်ဒီလိုအောက်ကိုဆွဲမယ်ဒီမှာ display and brightness ဆိုတဲ့ setting နော်ဖုန်းတိုင်းမှာရှိပါတယ်နော်ဒီ setting ကိုနှိပ်ရမှာဖြစ်ပါတယ် okay ဒီ setting ကိုနှိပ်ပြီးရင်ကျွန်တော်ဒီလိုအောက်ကိုဆွဲသွားမယ်ဒီမှာ refresh rate ကိုနှိပ်မယ် refresh rate များရင်ဖုန်းပူပါတယ် ီကောက် repeat rate ကလည်းကလည်း maximum နေရာဖြစ်နေတယ်ဆိုရင်ဒီကောက်ကို standard နေရာမှာပြောင်းအောင်ဖြစ်ပါတယ်အနှိမ့်ဆုံးနေရာကိုပြောင်းရမှာဖြစ်ပါတယ်ဒီလိုပြောင်းချင်ရပြီဖုန်းမပူတော့ပါဘူးဒီကောက်ကို standard နေရာကိုပြောင်းလိုက်ပါဟုတ်ပါတယ်ဒီ setting နှစ်ခုကိုခုချက်ချင်းလုပ်လိုက်ပါဒီ setting နှစ်ခုကိုလောလောဆယ်တိုင်းတင်ဖုန်းပူမှာမဟုတ်ပါဘူး